မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ Logi စီရင်များနဲ့ AI မနန်အတက်ပညာများ၌တစ်ဖက်ကန့်ခတ်တက်ကြွခဲ့သည့်ဘာမဲ့ဆရာတော်ဖျားကြီး၏စိတ်ဝင်စားဖွယ်ရာထူးခြားစမ်းကြဲအကြောင်းအရာလေးများကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်ယခုလိုဘူတုဒ္ဒရဖွယ်ရာအကြောင်းအရာလေးများကိုပုံမှန်တိဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် ဘာမဲ့ဆရာတော်လောင်းလျာကိုတောင်ဝခရိုင်ပကိုးရုံမှတောင်တန်းဒီရွာသားရနေအဖကိုအင်းတော်နဲ့အမိတော်မတ်ထောင်းတို့မှတက္ကရီ844ခုနှစ်တွင် မွေးဖွားခဲ့လေသည် အချို့ကဘာမဲ့ဆရာတော်လောင်းလျာအားရခိုင်နယ်ဆက်ဘာမဲ့တောင်ကြီးရွာ၌တက္ကရီ933ခုနှစ်တွင်ဖွားမြင်သည်ဟုယုံကြည်ကြလေသည်မွေးဖွားရာဒေသနှင့်တက္ကရီမတူညီတော်လဲဖြစ်ပျက်သည့်အကြောင်းအရာများမှာအတူတူပင်ဖြစ်လေသည်ဘာမဲ့ဆရာတော်ကြီးငယ်နမယ်မှာမောင်နန္ဒဖြစ်လေသည် ကိုအေးတော်နဲ့မထောင်းတို့သည်တားဖြစ်သူအားရွာဦးကျောင်းဆရာတော်ဦးလက္ခဏထံတွင်အနံ၍ရှင်သာမဏေပြုခဲ့ရာဘွဲ့နာမည်မှာရှင်နန္ဒတာရဟုခေါ်တွင်လေသည်မောင်နန္ဒအားရှင်သာမဏေပြုရန်စံချနေစဉ် မဟာတိတ်ရီဝိဇ္ဇရိုနဲ့ပန်းစာဘလူးမေဝနာတို့ရောက်ရှိလာခဲ့ကြပြီလေမဟာတိတ်ရီဝိဇ္ဇရိုမှမောင်အင်းတောင်မင်းဟာငါရဲ့ညီလေးပေါဏန္ဒကိုငါဆန္ဒနဲ့အညီသာသနာပေါင်ကိုပို့ဆောင်ခဲ့တဲ့အတွက်ငါဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့မေဝနာလည်းသူ့သားလိုဖြစ်နေတဲ့အတွက်ဝမ်းမြောက်အနုမောဒနာပြုပါတယ်။တာရုတာရုတာရုဟုခေါ်ဆိုကမဟာတိတ်ရီနဲ့မေဝနာတို့ပျောက်ကွယ်သွားခဲ့လေသည်။ထို့သောပေါ်လာသည်ကို ကိုအင်းတော်နဲ့မထောင်းတို့သာမြင်တွေ့ကြရလေသည်ရှင်နန္ဒတာရသည်ဟန်တာရီရွှေဘိုတော်ကြီးတို့ရောက်ရှိပြီးပရိယတိစာပေများကိုတင်ယူရာစာပေရာတွင်ထူးချွန်သူဖြစ်ခဲ့လေသည်တနေ့သောအခါတွင်ရှင်နန္ဒတာရသည်ဟန်တာရီမျိုးဘကုမြစ်ကန်းတစ်ခုတွင်တပါးတဲ့ဗုဒ္ဓနုဒ္ဓရီကမ္မထံကိုပွားများနေစဉ်သူယုတျောက်ရောက်ရှိလာပြီး တပြေပြေရေကင်းလာပြီးကြေးပရပိုက်ပေးလိုက်ပါသည်ဟု၍ထထလဲလဲတီဆိုကခုံနေလေသည်ရှင်နာရတာရသည်ကမထန်းကိုတတိမလစ်စေပဲဈဉံလျှောက်၍ပွားများနေလေသည်ခဏအကြာတွင်သူယူသည်အဝတ်စုံများထည့်ထားသည့်လွယ်အိတ်ဟောင်းကြီးကိုမြေပြင်ပေါ်သို့ချလိုက်ပြီးခဏထိုင်နေကမြေကန်းတစ်ဖက်ကန်းသို့ငေးမောကြည့်နေပြီးအောင်မီဟဲ့အောင်မီတပြေပြေရေကမိကြောက်လာပြီး ကျေးပရပိုက်ပေးလိုက်ပါသည်အောင်စီသတိဟုဆိုပြီးမြစ်လယ်ကောင်းသို့လက်ညှိုးထိုးပြီးအားရဝမ်းသာရင်မော၍နေလေသည်ရှင်နာဒတာရလည်းကမထအလုတ်ကိုရက်ကသူယူးညိုပြရာသို့ကြည့်လိုက်သောအခါမိချောင်းကြီးတကောင်သည်တစုံတစ်ခုကိုကြိုက်ချီကမြစ်လယ်မှကမ်းသို့ကုလာသည်ကိုတွေ့မြင်ရလေသည်မိချောင်းကြီးသည်ရှင်နာဒတာရရှိရှိတပြေပြင်းရင်းတွင်ဦးကောင်းဝတ်ဆင်း၍နေလေသည်ရှင်နာဒတာရအသေးချာကြည့်မိသောအခါမိချောင်းကြီးသည်ကျေးပရပိုက်ကိုကြိုက်ချီထားသည်ကိုတွေ့မြင်ရသောအခါ အိုတကားကြီးမိချောင်းကရွင်းမှာကြေးပရပိုက်ကိုစောင့်ကျင်း၍ပေးပါလောဟုတူယူအားပြောလိုက်သောအခါတူယူသည် ကခုံကမိချောင်းကရွင်းမှာကြိုက်ချီထားသောကြေးပရပိုက်ကိုတွားရောက်ယူဆောင်ကရှင်နန္ဒတာရအားပေးအပ်လေသည်။ ရှင်နာရတာရလက်တို့ကျေးပြပိုင်ရောက်ရှိလာတော့ခါမိเจ้าကြီးသည်ဥကောင်းတုံးညွှဲ၍ရေထဲသို့ငုတ်ရှိုးပြောက်ွယ်သွားလေတော့သည်သူကျူးမှလည်းခုံပေါက်ကခုံကထွက်ခွာသွားလေသည်ရှင်နာရတာရလည်းရဟန်းမရှိသောလေးတဲ့ကြောင်းဟောင်းကြီးတွင်ကျင်းညီပြပိုင်ရရှိသည့်နေမှာစာ၍မပြတ်ကြည့်ရှုလေလာလေတော့သည် အချို့ကိုတီးပြီးအချို့ကိုနားမလည်သဖြင့်စုံစမ်းမေးမြန်းခြင်းကိုပြု၍တစ်နှစ်ကျော်ခန့်ကြာမြင့်ခဲ့လေသည် တနေ့သောအခါရှင်နန္ဒသာရသည်အင်းကြီးပင်အောက်တွင်ဆောက်ထားသောဝါးချောင်းကလေးတွင်အာထုံနေကြဖြစ်သောဗုဒ္ဓနုဒရီကမ္မထံကိုပွားများနေစဉ်တကားတယောက်ရောက်ရှိလာက ရှ िख ိုးဝတ်ပြုလေသည် ထိုတကားယောက်ျားထံမှမှု့ကြိုင်သောရဏကိုရရှိသည်ဖြင့်အသင်မြည်သူနီတပဲ့တော်ဝိဇ္ဇရူပါဖျားအသင်ဤအမည်သည်မြည်သူနီတပဲ့တော်ဤအမည်မှာမဟာတိတ်တိဝိဇ္ဇရူမြည်ပါれဖျားဤရက်တို့အဘဲကြောင့်ရောက်ရှိလာသည်နီအရှင်ဖျားနှင့်တပဲ့တော်သည်လွန်ခဲ့သောဘဝကညီကိုရင်းဖြစ် ်ခဲ့ဘူး၍ရွှေပေလွာကိုလှူဒန်းရန်လာသည်ဖျားဤစာပါပညာရက်များကိုလေးလာဆောင်ရွက်ပါကအလိုရှိသမျှပြေဝစုံလင်တော်မူပါလိမ့်မည်ဖျားဟုလျှောက်ထားလျာရှင်နန္ဒသာရသည်ရရှိထားသောကြေးပရပိုင်းမှမတိသည်များကိုမေးမြန်းရာတပည့်တော်မှအရှင်ဖျားအားဖြေဆိုရန်အချိန်မရနိုင်ပါပုပ်ပါတော်၏အရှိတ်ဘက်တွင်ကြောက်ကိုရှိသည်ထိုကြောက်ကိုတွင်နေထိုင်သောအင်ဘလူးထံအမဲသားတုံးငယ်ကလေးများယူဆောင်ကကြွသွားတော်မူပြီးအင်ဘလူးအင်ဘလူးအမဲသားစားမည်လို့ဟုမေးပါ ာမီပြောလင်ပါဇက်ကိုဟခိုင်း၍ခလန်းလမ်းမှနေ၍အမဲသားတို့ငယ်ကိုပြစ်ထဲပါအမဲသားကိုဘလူးစားနေသည့်အချိန်မှာအလိုရှိသမျှမေးပါပြောပြပါလိမ့်မည်မေးစရာကုန်လျင် အမဲသားတို့ကြီးတရုံးကိုထားခဲ့ပြီးအမြန်ပြန်ကြွတော်မူပါဟုရှောက်ထားလေသည်မကြမီကာလအတွင်းမှာပင် ရှင်နန္ဒတာရသည်တပည့်ဖြစ်သော ရှင်သာမဏေရှင်မုံယုံနှင့်အတူ ပုပ်ဘတောင်တို့တွားရောက်ပြီးလင်ဝိဇ္ဇရိုးပြောသည့်အတိုင်းဆောင်ရွက်ပြီးလိုအင်ဆန္ဒပြေဝခဲ့လေသည်ဟန်တာဝရီတို့ပြောင်းသောအခါအထုအထွေသောလောကီပညာရဲ့များကိုလိုက်စားတော်မူလေသည်နေကြောင့်အင်းလကြောင့်အင်းသုံးပေါင်အင်းစသဖြင့်လဲစံတက်လည်လာတော်မူလေသည်ကာယတိတ်သည့်ပိယတိတ်သည့်ဒနတိတ်သည့်စသည်တို့လဲစီမံတော်မူလေသည်ရှိန်စာရအတက်ကိုပြောင်းကိုခွာအတက်လောကီဆိုင်ရာအတက်ပညာမျိုးစုံထမြောက်အောင်မြင်သောအခါလွန်စာမပင်ထင်ရှားကြော်ကြားလာခဲ့လေသည်ရှင်နန္ဒတရာလောကီ ီပညာလိုက်စားတော်မူသည်ကိုငါးစုတိုင်းကမင်းကြီးကြားသိတော်မူလေရဟန်းတော်တို့၏ကျင့်ဝတ်သိက္ခာနှင့်မညီဟုဆိုကရှင်နာရတာရအားညောင်ရမ်းသူကိုပို့တော်မူလိုက်လေသည် တက္ကရေ955ဦးနဲ့တွင် ရှင်နန္ဒတာရညောင်ရမ်းမျိုးတို့ရောက်လေညောင်ရမ်းမင်းမင်းရဲ့နန္ဒမိတ်သည် ရှင်နန္ဒတာရ၏အထုပ်ပတ်ဒီနှင့်ပညာရဲ့အစွမ်းတို့ကိုစုံစမ်းသိရှိအားရတော်မူသည်ဖြင့်နတာယကဝိတ္တဇဟူသောဘွဲ့တစိတ်တော်ကိုဆက်ကပ်လူဒန်းတော်မူလေသည်။ကျောင်းဆောက်လို့လူဒန်းမီဖြစ်၍ဆရာတော်ရှင်နန္ဒတာရကအခါပြတော်မူသည်မှာ တောင်ရမတိန်တော်များတက်လိမ့်မည်။တိတ်ကလည်းတားတဲ့ကိုကြည်လာ၍ကြောင်းဆောင်ရင်နေရာတွင်ချလိမ့်မည်ဟုရှေးဦးစွာတူရမည်တွင် အခါချင်းကိုလည်းပေးတော်မူသည်။ထိုတိုင်းလည်းမှန်ကန်ခဲ့လေသည်။ညောင်ရမင်းကကြောင်းဆောက်လို့လူတန်းပြီးဆရာတော်အားကိုးကွယ်ပူဇော်လေသည်။ထိုအခါမှစ၍ဗားမယ်ဆရာတော်ဟုလူသည့်များထင်ရှားကြော်ကြားလာသည်။ညောင်ရမင်းသည်တိုင်းပြည်မငြိမ်မသက်ရှိသောကြောင့်ဗားမယ်ဆရာတော်ကိုပင့်၍တိုင်ပင်တော်မူသည်မှာ အရှေ့ဘုရားယခုအခါနောင်တော်မင်းတရားကြီးသည်တိုင်းပြည်နိုင်ငံတို့ကိုလည်းမသိမ့်ပိုင်နိုင်ကြာသောအရေးခက်လိမ့်မည်မိတို့ပြုလုပ်သင့်ပါသနည်းဟန်တာဝရီကိုချီတက်၍လှုပ်ကြံလျင်တက်မည်လော နေရင်းဖြစ်သောညောင်ရမ်းတွင်သာနေရမည်လောဟုရှောက်တန်သည်တွင်တလိုင်းသုံးရက်သည်နန်းဆန်နေမည်ထောင်းထောင်းညံ့ညံ့ပျက်စီးလိမ့်မည်ညောင်ရမ်းမြို့သည်လည်းမင်းတို့ဆန်ရာယာဇာဌာနီမုံထို့ကြောင့်အင်းဝမ်မြို့သည်သာယာဇာဌာနီမြမတို့၏ဥဇွန်ထွန်းရာဖြစ်သည့်တိုင်းခရိုင်လဲကျယ်ဝန်းသည် ယရနာပူရအင်းဝနေပြီးတော့မှနေ၍အရရက်ကိုတင့်ယူတော်မူသောထီဆောင်မင်းအပေါင်းတို့ကိုစိုးမိုးပိုင်တော်မူပြီးလျင်တတော်အစင်မြေအဆက်မြစ်တော်အညွန်လက်နက်နိုင်ငံတော်ဖြစ်၍သာသနာတော်အလွန်ပွင့်လင်းစီမင်းမည် မြန်မာပြည်အားလုံးကိုလက်ယုံဆန္ဒကစိုးမိုးပိုင်တရန်အစီအစဉ်မှာဆရာတော်ကြီးတာဝန်သာဖြစ်ပါစေဟု မိတ်ဆိုတော်မူလိုက်လေသည်။ဘာမဲ့ဆရာတော်ကြီးသည်တန်လျက်တော်ရွှေရက်ချွေးတုပ်ဘွားမှစ၍အလံဘုံမောင်းစင်ရင်းတကွန်စီကြီးစသည်တို့တွင်လောကီပညာ AI ခလဲလက်ဖွဲ့မန္တရာစသည်များကိုစီရင်ပေးတော်မူပြီးတက္ကရာ959ခုဝါကောင်လဆန်း၂ရက်တနင်္လာနေ့တွင်အင်းဝသို့ခြီတော်မူလေသည်။ဇီးတော်ရက်သို့ရောက်တွင် ညောင်ရမ်းမင်းတဲ့တော်ကိုမိတဲ့တဲ့ဖြင့်ဘာမဲ့ဆရာတော်ကိုရှောက်ထားရာစိုးရင်တော်မမူနဲ့မိတော်မိလျံကဲ့သို့ဖိုးတော်ကြီးပြီးတတ်တော်ရှိလိမ့်မည်ဟုမိန်တော်မူလေသည်တက္ကရေ962ခုနှင့်ဝါကောင်လာပြေကျော်9ရက်နေ့တွင်အိမ်ဝမျိုးကိုတီထောင်ခဲ့လေသည် ထိုနှစ်တပေါင်းလာစားစနေရက်နေ့တွင်နန်းတက်တော်မူသည်ဘာမဲ့ဆရာတော်မှာဓာတ်တိုင်ကြံငန်းတိုင်မြို့တော်ပြကြီးလေးခုအဝေတကားငယ်14ရက်ဂရုစိတ်မင်းဝန်69တောင်းအရရက်ကင်းတောင်းနှွတ်တော်ဂျုံတော်တကဏီစသည်တို့တွင်လောကီအင်အားများစီရင်မြုပ်နှံတော်မူလေသည်မြို့တော်ဘက်ရှိစေကျုံတော်ကိုလည်းမြို့အနောက်ဘက်သို့ပြောင်းရွှေ့စေသည်အင်းဝကိုလည်း ဂျန္နာပူရရှိမြို့တော်ကြီးဟုတမုတ်တော်မူလေသည်တခါသောအိဝမ်မြို့၌အလွန်ရေကြီးသည့်ဖြင့်အောက်ထိုးတကားလေသာတကားတို့ကိုရေနတောင်ခန့်မိုး၍မြို့ရင်းသို့ရေများဝင်ရောက်လာလေသည်။ဘာမဲ့ဆရာတော်ကြီးနှင့်တိုင်ပင်တော်မူရာ ောရတာရာအင်းကိုလက်သုံးတော်သားတွင်စီရင်ပြီးထိုစီရင်ထားသောဓာဖြင့်ရေကိုပြစေရာထိုညနိုင်ပင်ရေများလျှော့ကြကလေးသည်တခါကလည်းမုခုကျက်ပြင်မှဆက်ရောက်လာသည့်ကြောက်များကိုရာပြတ်တို့ညှိနှိုင်းနေကြရာဘာမဲ့ဆရာတော်မှငါထန်၌တံမြာသည့်တခြားခန့်ကြောက်နေတလုံးရှိသည်မင်းတို့ကြောင်းကိုလာပြီးတံပိုးဖြတ်ပေးပါဟုမိန့်တော်မူရာရာပြတ်တို့လည်းကြောင်းသို့တွားရောက်ကြပြီးဆရာတော်ဖျားကြီးကြောက်နေကြီးကိုပြသတော်မူပါဟုလျှောက်ထားရာ ဘာမဲ့ဆရာတော်ဒီကိုရင်တို့အားမောင်ရှင်တို့မှာတံမြာသည်မရှိကြဘူးလားဟုမေးလေရာမောင်ရှင်တို့ကကျောင်းဝင်းအတွင်းမှာအပင်တွင်ရှိသည်ဖျားဟုပြောထားရာဆရာတော်ကတံမြာသည်ခုစေခဲ့ပြီးတံမြာသည်အားထက်ချမ်းကြပြီလျင်တချမ်းကိုမန္တန်နှင့်စုပ်တော်မကြမီပင်ယုံသွေးကဲ့သို့သောဗရံများဖြစ်လာလေသည်ရာပြတ်တို့အားထိုဗရံများကြီးကိုပြတ်တ၍ဈေးဖြတ်ခိုင်းရာရာပြတ်တို့မှာနန်းတွင်မှာပဲလေဤကြောင့်ရို့မရှိပါစကြမင်းဤဗရံများယန္တနာကဲ့သို့ပင်ဖြစ်လေပြီတံမိုးဖြတ်ခြင်းကမစွမ်းပါဗျာ ဟုရာပြတ်တို့ကရှောက်တဲကြလေသည် ရာပြတ်တို့ဗရံများကိုကြည်နေပြီးခဏကြာတွင်ဆရာတော်မှရေကိုမှန်း၍ကြောက်ကိုဖြားလိုက်ရာဗရံများသည်တံမြာချမ်းပြန်ဖြစ်သွားလေတော့သည်အဝေရာဖြစ်ရက်ကိုရာပြတ်တို့မြင်တွေ့ကြလေရာ အလွန်တရာအံ့ဩချီးမွမ်းမဆုံးဖြစ်ကြရလေသည် ခါကလည်းဘာမဲဆရာတော်ကြီးသည်ရှိန်ဆာယာကိုပြောက်ဆေးကိုစီရင်ပြီးတပည့်တယောက်ဤနှစ်ဖူးတွင်ဆေးကိုလူပေးပြီးမိဂရစ်စားတော်ခေါ်ရာတွင်ဝင်ရောက်စားစီရင်ဆေးလွှတ်လိုက်သည်တပည့်ဖြစ်သူကလည်းဆရာတော်ဆေးသည့်တိုင်ပြုတ်လုပြီးပြန်လာခဲ့သည်ပြန်ရောက်လျင်ဆရာတော်ကအကြောင်းကိုမေးလျင်ဆေးကအထုပင်စွန့်လာပါတော့သည် မြည်သူမတပည့်တော်အားမမြင်တွေ့ရရှင်ပြန်ကလည်းပွဲတော်ထမင်းဟင်းများကုံလွယ်သည်ဟုဆိုသည် ရှင်ပြန်လည်းထမင်းမဝတပည့်တော်လည်းထမင်းမဝရှိလေသည်ဟုရှောက်တင်ဖြေကြားလေသည် တက္ကရာ969ခုနှစ်တွင်ညောင်ရမေတ္တရာကြီးနှဲ့ရွာဆံတော်မူလေသည်တာတော်ဖြစ်သူအနောက်ဘက်လွန်မေတ္တရာနန်းတက်ဤတခါသောဗားမယ်ဆရာတော်ကိုပင့်၍အရှင်ဖျားတာကူမြို့သည်မြို့ပြကျဲသည်လက်နက်လူသူလည်းများသည်စရိတ်ရိတ်ခါဆံစပါးလည်းများလာသည်လောကီပညာရှင်ရှင်မုံယိုဆိုသည်လည်းရှိသည်ဖြစ်၍မကြိုးမနှွန်အခိုင်လုံနေသည့် တောင်ကူတို့အလင်းချီတက်သိမ့်ပတ်ရသောကောင်းမီလောအခြားတနေရာတို့ချီရမီလောဟုလျှောက်ထားလျင်ဗားမယ်ဆရာတော်ကတောင်ကူမြို့သည်တကားတော်မင်းကြီး ောသည့်တိုင်းမှန်ပေသည်ရှင်မိုယိုကရေဒရာကြီးကို မတက်ရေဒရာငယ်ကိုသာတက်သည်ချီတက်သိမ့်မတ်လင်းအောင်မြင်မည်ဖြစ်တော်လဲအချိန်ကြာမီလို့ဖြစ်သောကြောင့်တေဇအယက်ခရက်ပင်ရှိရာတွင် တက်ချတော်မူသည်ဤဟုမိန့်တော်မူလေသည်အနောက်ဘက်လုံးမေဒရာကြီးတောင်ကုသို့စစ်ချီသောအခါရှင်မိုယိုကမြို့နာဝင်ကျင်တွင်ရှိသောခရက်ပင်တို့ကိုအမြင့်မှတူ၍ရေသို့ချစေ၏အနောက်ဘက်လုံးမှလည်းတောင်ကုမြို့တေဇအယက်ခရက်ပင်ကိုရှာဖွေရာမတွေ့သည်နှင့် ပြင်ပရှိသောနေရာတွင်တက်တီမီဟုရှင်းလင်းရာတွင်ပြင်ပအောက်တွင်လူတရက်ခန့်ရှိသောကရက်ပင်ကိုတွေ့ကြလေသည်ထို့ကြောင့်ဤနေရာသည်ငါဆရာမှသောအပင်ဖြစ်သည်ဟုဆိုကာတက်တယ်ပြီးနန်းဆောက်၍ဆန်နေတော်မူလေသည်သုံးချက်သည့်အချိန်ကြလျင်ရှင်မိုယိုရရရပြုသောကြွယ်ကောင်းယိုနွားကောင်းယိုတို့သည်လူသူစင်မြင့်အသွာလာကိုလိုက်လံဝေခတ်လေသည်တက်ချထားသူများလည်း၄၅ရက်ခန့်တစ်ခါလန့်တက်လေသည်ဤသို့ဖြစ်သည့်များကိုဘာမဲ့ဆရာတော်ရှိရာအင်းဝါတို့မြင်းတီတော်ကိုစေလို့အကြောင်းကြားစေလေသည် မြင်းတီတော်များအင်းဝမျိုးဘားမယ်ဆရာတော်ထံရောက်ရှိလာပြီးဖြစ်ပျက်ပုံများကိုရှောက်ထားကြသည့်အခါဘားမယ်ဆရာတော်သည်မြည်သည့်စကားမှမစူယသိများစောင်းသည့်တောက်ချာကိုဥကောက်မှဆွ၍အတန်ကြာလျင်ခေါင်းကချွေ၍ကြံ့မြင်ပေါ်သို့ပြစ်ချပြီးကြက်တီကန်းတွင်သို့ဝင်သွားလေတော့သည်အတွင်းမှလည်းတကားကိုပိတ်ထားလိုက်သည် မြင်းတီတော်တို့သည်ဆရာတော်ထွက်ကြမလာတော့သည်ကိုသိသဖြင့်ကြောင်းရှိဦးစင်းကြီးအားတပည့်တော်တို့ရာဇွတ်ကိုဥကောက်မော်တင်၍လာခဲ့ရသည်။နေ့ရက်အချိန်လုံးသောတပည့်တော်များရာဇွတ်သွင်း၍အသက်ရှင်မည်မဟုတ်ပါ။ယခုပင်ပြန်ရပါတော့မည်ဟုရှောက်ထားပြီးတောင်ဝူကိုပြန်သွားကြလေသည်။မြင်းတီတော်များတက်သူပြန်ရောက်လျင်ဆရာတော်မိတို့မိတ်ဆိုသည်လည်းဟုမေးရာဆရာတော်သည်မိသည့်စကားမှမဆိုတောက်ချာကိုဥကောက်နှင်ဆိုမြင်းကြီးလည်းသာသနာတော်အရေးဖြစ်၍ငါဆရာတော်မမိတ်ဖြစ်မီတောက်ချာကိုကျမ်းပင်ပေါ်ပစ်ချသည့်အရေးနမ ဲ့ကိုထောက်လင်းတောင်ငူမျိုးမျက်စောညီနောင်ဖျားကြီးထီတော်ကိုချရမည်ဟုဆိုခြင်းဖြစ်ပေလိမ့်မည်ဟုတွေးတော်ဆင်ခြင်းပြီးလျှင်တောင်ငူမျိုးတဲသည့်ကာလနှင့်တပြိုင်တည်းတည်ထားသောခုနှစ်ဌာနအဝင်ဖြစ်သည့်မျက်စောညီနောင်ဖျားကြီးထီတော်ကိုချစေဟုမိန့်တော်မူလိုက်လေသည်ထီတော်ချပြီးသောအခါရှင်မိုးရိုးစီရင်ထားသောကျွဲကောင်းရိုးနွားကောင်းရိုးတို့သည်ပျောက်ပြက်ကုန်လေသည်တက်တော်လဲထိတ်ချင်းလန့်ခြင်းများမဖြစ်တော့ရှင်မိုးရိုးသည်ကဲလင်းရွာသားဖြစ်ပြီးရဟဝက်ကအညာကျိအရက်တွင်လောကီပညာ AI ခလဲစေဝါမနရများ များကိုလှည့်ပတ်ရှာဖွေသည်တွင်ဘားမယ်ဆရာတော်ဘုရားရှိရာညောင်ရမ်းကျောင်းသို့ရောက်ရှိလာပြီးနီးနာခံမှုသူဖြစ်လေသည်ရှင်မိုယိုဤပါတွင်ဆင်များကဲ့သို့မုံတွင်ပါရှိလေသည်ဒေါသထွက်လျင်ထိုမုံတွင်မှမုံရီထွက်သည်ဖြင့်ရှင်မိုယိုဟုခေါ်ကြခြင်းဖြစ်သည် တောင်ငူပြင်နတ်ရှင်တော်လည်းစစ်မပြုတ်ဝန်တော်သောကြောင့်အညာခံလေသည်ဖြင့်နောက်ဖက်လူမင်းသည် တောင်ငူကိုအောင်နိုင်ခဲ့လေသည် ခါသောယတနာဘူးရအင်းဝမြို့တော်ကြီးတွင်မိမကြာခဏလောင်ခြင်းတောကောင်များမြို့ရင်းသို့မကြာခဏဝင်ရောက်လာခြင်းလေကျန်းတိုက်ခြင်းမူသည်ထန်ခြင်းများကြောင့်တိုင်းသူပြည်သားတို့မှာအပြက်စီးတိုးပွားယောဂဝေဒနာထူပြောသဖြင့်မင်းကြီးသည်ဗားမဲဆရာတော်ကိုပင့်၍လျှောက်ထားရာနန်းတော်မှစ၍မြို့လေးပြင်လေးရက်ရက်ွက်စုများတွင်တဲပုံစီသည်တီထားကိုကိုွယ်စေပြီးရွှေနန်းတော်ဤတဲပုံစီသည်တွင်ပရိစ္ဆသမုပ္ပတ်ဒေသနာတော်ကိုရွှေပေလွာတွင်ရေးထိုးစေပြီးသာဝနာထက်သွင်းပူဇော်စေလေသည် ရက်ကွက်များတွင်သဲပုံစီတွင်ပေပရပရေးထိုးထပနာစီလေသည်သဲမှာပထဝီဓာတ်20ကိုရိမှတ်၍တင်း20ပြီ20စသဖြင့်ဇီဒီတဲရလေသည်အဘောဓာတ်12ပါးကိုရိမှတ်၍ညောင်ရီအိုပန်းအိုး12လုံးတင်လူပူဇော်ရလေသည်တေဇောဓာတ်4ပါးကိုရိမှတ်၍စီမီလေးဝက်ပူဇော်စေသည်ဝါယောဓာတ်6ပါးကိုရိမှတ်၍ရက်6ဆင်းပူဇော်စေခဲ့ရာတိုက်သူပြည်သားများဘေးပြာကင်းဝေးကြကာတိုင်းပြည်သားရဝါပြောခဲ့ရလေသည် မင်းတရားကြီးသည်ဘာမဲ့ဆရာတော်အားနန်းတွင်သို့ပြေဆောင်ပြီးအရှင်ဖျားပြစ်ဆုံးပံတန်တရားနှစ်ဖျားအကျိုးစီးပွားချမ်းသာမင်္ဂလာကျက်တည်ပြည့်စုံစေကြောင်းမကောင်းသောဘေးကင်းဝေးရှောင်ရှားလွယ်ပါပျောက်ပြတ်စေနိုင်သောအာထာမိကိုရာကိုစီရင်ပေးသနာတော်မူပါဖျားဟုလျှောက်ထားတော်မူလေသည်ဘာမဲ့ဆရာတော်ကြီးသည်ခွနနန်တက်သားကိုဖျားရုပ်ပွားတော်ထုလုပ်၍အင်းမောင်ဂါရာပေါင်းတို့ဖြင့်မွမ်းမံစီရင်ကရွှေဘိန်းချစေပြီးကိုးကွယ်စေတော်မူလေသည်နောက်နှစ်နှစ်ခန့်အကြာတွင်ရွှေမြို့တော်တွင် ကူးဆက်ဝမ်းရောဂါဖြစ်ပွားရာအသေးပြောက်များလာသဖြင့်ဗားမဲ့ဆရာတော်အားပင့်ဖိတ်လျှောက်ထားရာဗားမဲ့ဆရာတော်မှာဤခုနှစ်နံဖျားရှင်အားရှေးသက်ပေ၍ထွေရီကိုတိုက်စေဟုမိန့်တော်မူသဖြင့် ခုနှစ်နံမြတ်စွာဘုရားရုပ်ပွားတော်များအားနန်းတော်ဥရင်သတင်းသုံးစီတော်မူပြီးများသောရေကောင်းရေသန်းတို့ဖြင့်ရေတက်ပယ်လေသည်ထိုရေကိုတိုင်းသူပြည်သားများအားတောက်စီရာ၄-၅ရက်အတွင်းယောဂဝေဒနာများပျောက်ကင်းချမ်းသာရာရကြလေသည်တနေ့သောအခါတွင်မင်းကြီးသည်ဘာမဲ့ဆရာတော်တင်သွင်းသောယောဂီပညာရပ်ဆိုင်ရာပညာစာပေများကိုကြည့်ရှုဖြစ်လေသည် အပေါ်ရမ်းများကြည့်ရှုဖွက်ကြည့်ကများဖြင့်မင်းတရားကြီးသည်ဗားမယ်ဆရာတော်ဖျားကြီးပေါ်လွန်ခဲ့သောသရာဖြင့်အလွန်တရာကြည်ညိုလေးစားမိလေတော်သည်လေကြီးအရ၌ပြတ်သက်သုံးဆောင်ဆောက်လုံလူရန်တော်မူပြီးတိလိုသည်များကိုမေးမြန်းလျှောက်ထားလေသည်ဗားမယ်ဆရာတော်ကြီးလည်းမင်းကြီးတိလိုသည်တို့ကိုမိန့်ကြားတော်မူခဲ့ပေသည်ဗားမယ်ဆရာတော်ဖျားကြီး၏ရေစင်ဖလားနှင့်ရေပြန်ခရာ ဆိုင်ဆရာကြီးဥက္ကမဲသည်1984ခုနှစ်ကနာဂလိုင်ကူကလေးဝတော်အကြောင်းစာတင်၌တွင် ကိုရိုင်းရဟန်းခံတာရှင်ပြုတမီနာထွန်းသီလရှင်ဝဲအလှတော်မင်္ဂလာပြုလုပ်ခဲ့သည်အဖိုးကလေးဝဆရာတော်ဘုရားကြီးမှာအလှရေဆက်တွန်းချလူတန်းတော်မူရန်ဘာမဲဆရာတော်ဖျားကြီးရေစင်ဖလားနဲ့ရေပြန်ခရားကိုထုတ်ပေးတော်မူခဲ့လေသည်ဘာမဲဆရာတော်ဖျားကြီးရေစင်ဖလားတွင်တက္ကရေ830ခုနှစ်ဟုရေးသားထားလေသည်ရေစင်ဖလားတွင် ဗုဒ္ဓယူပင် အခရာစမတဘသိတိဘီအင်းနဲ့သူရတ္တိအင်းများစီရင်ထားလေသည်အင်းကွက်တွင် ကွက်လက်တစ်ခုပါရှိပြီးသုံးဆွဲမိသူ၏မွေးနံကနန်းတင်ချာဖြင့်ရေးသွင်းရမည်ဖြစ်လေသည်ရေပြန်ခရတွင် ရေးထက်ပြီးမိမိဖြစ်ကျင်သော ဖြစ်လိုသည်များကိုရွတ်ဆိုအာယုံပြုကာရေပြန်ခရမှရေကိုတောက်သုံးရလေသည်ဇာရေးဆရာကြီးဥက္ကမဲမိသားစုအားအဖိုးကလေးဝဆရာတော်ဘုရားကြီးကိုတိုင်မွေးနံများရေးသွင်းကာရေပြန်ခရမှရေကိုတောက်သုံးစေခဲ့သည်ရေပြန်ခရ၏ထူးခြား မှုမှာခရီးတွင် ရေစင်မပြတ်ရှိနေလေသည်တော်မကြွမင်းဗမဲဆရာတော်ဘုရားကြီးအင်းပညာဖြင့်စီရင်ထားသောကျေးဖြင့်ပြုလုပ်ထားသောတောမကြွမင်းသည်အင်းပညာသာမကအခိယပညာများလည်းပါဝင်သည်ဟုသိရှိရသည်တောမကြွမင်းသည်တက္ကရိ812ခုနှင့်စီရင်၍ရာဇပုတ်ဆိုသူအားချီးမြှင့်ပေးသနာတော်မူခဲ့သည် စာဖြင့်ငါဤဝမ်းတွဲမှပြာကိုယူ ရေဖြောမြည်သည့်အင်းမဆိုရေသုံးဟု ကြွမင်းတွင်ရေးထိုးထားလေသည် ကိုလုံးပတ်လေ6လက်မှနှုတ်မအမိထိ9လက်မှအရွယ်ရှိပြီးကြွမင်းဤဝမ်းပိုက်တွင် အကိရဓာတ်ပြများရှိသည်ဟုဆိုလေသည်။ဘာမဲ့လိမ့်မင်းကျေးပြင်းပြုတ်လုထားပြီးအင်းပညာဖြင့်စီရင်ထားခြင်းဖြစ်လေသည်။လိမ့်မင်းဤဝမ်းပိုက်တွင်တက်ကရီ820နှင့်မှန်မှန်ချင်းကအမှန်ရ၏ငါဤဝမ်းတွင်မှ ပြာကိုယူ ရေးဖြောမြည်သည့်အင်းမစိုးရေးမေးဟုတ်အောက်တွင်ဘာမဲ့ဟု ရေးထိုးထားလေသည်။ နေဤဝမ်းတွင်မှပြာကိုဖောက်ယူရမှာညာဘက်လက်ပင်ပေါ်တွင်ဖြစ်သည် အလျားလေးလက်မှ အနံသုံးလက်မှရှိသည်ရေကိုပိုက်ဆိုးသောလိမ့်မင်းအာဘောဒတ်ဖြစ်သည် ဘမဲဆရာတော်ကြီးသည်ကာယတိတ်ဒီပိယတိတ်ဒီအစရှိသောတိတ်ဒီလန်ကိုအကျွဲ့မဲ့ပြည်မြောက်ခဲ့ပြီးတပ်ပြောင်းကိုခွာရှိန်းစာရတမဆာ၍အလုံးစုံတက်မြောက်အောင်မြင်တော်မူ၍အလွန်တရာမကကြော်စောခဲ့လေသည်ဘမဲဆရာတော်ကြီးသတင်းသုံးတော်မူခဲ့သောနေရာများစွာရှိလေသည်စင်ကြိုက်တောင်ပခိုးတာယာဝရီနှင့်စကိုင်းမြို့စကိုင်းတောင်ရိုးချင်းပင်နံကိုင်းစီဒီအနီးတွင်ဘမဲဆရာတော်ဖျားကြီးသတင်းသုံးတော်မူခဲ့သောကျောင်းရှိလေသည်မွန်ပါသာဖြင့်ကြိုက်ပတိုင်းကျောင်းဟုခေါ်တွင်ပြီးဖျားစီဒီကျောင်းဟုအထိပ်ပဲရပြီး ထိုးကျောင်းတိုက်သည်ဇီဒီများဖြင့်ဝိုင်းရံလျက်ရှိလေသည်။ဗမာဆရာတော်၏ကျောင်းဟောင်းသည်ရာသီဥတုတန်စစ်ဘေးစစ်တမ်းတို့ကြောင့်ပြိုပြက်ခဲ့ရသည်။အင်ဝရင်ရှိသောဘာခရာကျောင်းတော်ပုံစံမျိုးဖြစ်ပြီးကျောင်းဟောင်းမှကျွန်းနိုင်များတက်များဖြင့်ပြန်လည်ဆောက်လုပ်ထားတော်လဲမူလနေရာမူလပုံစံမဟုတ်တော့ပေ။ပြိုပြက်နေသောဇီဒီဖျားများအားစခိုင်းမြို့ဆရာညိုအဖွဲ့မှပြန်လည်ပြုပြင်ခဲ့ကြသည်။အင်ဝမြို့တွင်ဘာခရာကျောင်းကိုကျွန်းနိုင်အတောင်80ရှိပြီး တိုင်ပေါင်း268လုံးရှိဗားမဲ့ကျောင်းတော်ကြီးရှိခဲ့ပြီးထို့ကြောင့်ပုံစံမျိုးအရွယ်ငယ်သခိုင်းမျိုးရှင်ပင်နယ်ကိုင်းတောင်ကျင်းဤတွင် ရှိခဲ့သည်ဟုရှင်ပင်နယ်ဆရာတော် ဥဇနိန်ဒါမှမိန့်မှုပြီးဆက်လက်ပြောပြသည်မှာဘာမဲဆရာတော်ကြီးနှင့်အတူတပည့်ဓမ္မညာနာဓမ္မတရားတို့သည်အင်းအတက်ပညာဖြင့်စိုးအုပ်တွင်မှကြက်သားဟင်းသည်စိုးအုပ်ဖွင့်လိုက်သည့်အခါကြက်အရှင်ဖြစ်၍ပြန်တက်သွားရာထိုနေရာကိုရွှေကြက်ပြန်ဖျားစိုးအုပ်တွင်မှယုံသားဟင်းသည်ယုံရှင်ဖြစ်၍ထွက်ပြေးသွားရာတွင်ယုံပြူတော်ဖျားဟုအစစ်အမှတ်သားပြောဆိုခဲ့ကြောင်းအထင်ကရရှိနေကြောင်းကိုမိန့်တော်မူဘူးလေသည် ကေတုမရီတောင်ကိုမင်းဆက်ဘင်းတော်မလက်ထက်တွင်ဘာကိုဘာဝိဇ္ဇရိုကြီးများထင်ပေါ်ကြော်ကြခဲ့ကြောင်းဟန်တာရီမော်ကွန်စာတမ်းများစာအုပ်တွင်ဘာမဲ့တမဲ့ပင်ကြောင်းဘာတီအေဂရစ်ပင်ကြောင်းဘာမြိုက်ငရုတ်ပင်ကြောင်းဘာတမော့ကြောက်စွန်ကြောင်းဘာခရာခေပင်ကြောင်းဘာတွဲပထမကြောင်းဘာနိုင်အနိုင်ပင်ကြောင်းဘာနိုင်ကန့်ကလာပင်ကြောင်းဟူ၍ဘာကိုဘာပေါ်ထွက်ခဲ့သည်ဟုဖော်ပြထားပြီး ဘားမြိုင်ဘားတမတ်ဘားတမော့ဘားမဲဟူသောဘားလေးပါးကိုသာ လူသိများပြီးထို့အထက်တွင်ဘားမဲဆရာတော်ဟူသာလူသိများကြလေသည်ဘားမဲဆရာတော်ဖျားကြီးသည်တက္ကရာ982ခုနှစ်တွင်အင်းဝနေပြည်တော်၌တဘွားတခနာချုပ်ငိမ့်တော်မူခဲ့လေသည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညည်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်